ကဲအားလုံးပဲမင်္ဂလာပါအပေါ်မှာမေးထားတဲ့မေးခွန်းရှင်အပေါ်မှာမေးထားတဲ့မေးခွန်းရှင်ကျွန်တော်သိနေတာကအာနာသိန်းလို့ပြတ်တာလားဖြတ်ပြစ်တာလားဒါကမေးခွန်းတစ်ခုပေါ့အခုအာနာသိန်းတာကရော2000ရှစ်ချီဦးပြတ်သလားတဲ့မသိလို့မေးတာပါတဲ့အဲ့တော့ဒီမှာမေးခွန်းနှစ်ခုပါတယ်ပေါ့တစ်ခုကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပယ်ဖြတ်ဟောပြဋ္ဌာန်းထားတဲ့အချက်က 1962မတ်လ2ရက်နေ့မှာအာနာသိမ်းလိုက်လို့ပြတ်တာလား50ကိုကိုပဲပြတ်လိုက်လို့ပြတ်တာလားတဲ့မေးတာတဲ့မေးဖို့ရှင်ပေါ့နော်ဆော့ဆော့ကကျွန်တော်ရှေ့မှာဗီဒီယိုပိုင်းနဲ့ပြောပြီးပါပြီနော်1962မတ်လ2ရက်နေ့တော်အာနာသိမ်းလိုက်တယ်ဘိုးချုပ်ကြီးနေဝင်ကအာနာသိမ်းလိုက်တော့တော်လည်းရေးကောင်းစီထွက်လာပြီးတော့စစ်အုပ်ချုပ်ရေးနဲ့စတင်တဲ့အတွက်ကြောင့် စနစ်ပြောင်းသွားပြီစေအောင်ကျော်ရဲ့စနစ်ဖြစ်သွားပြီ constitution လက်လို့ခေါ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ပါဘူး constitution လက်ဖြစ်သွားပြီ49ဖွဲ့စည်းပုံကိုပယ်ပြက်လိုက်ပါပြီအာဏာသိမ်းလို့ကပယ်ပြက်လိုက်လို့ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပဲပြဋ္ဌာန်းတာပယ်ပြက်သွားခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်မေးခွန်းတစ်ခုထပ်ပြောပြပေးမယ် နောက်တဲ့မေကုန်းတစ်ခုကအခုအာနာသိန်းတာကရော200ရင်းကျေဦးပြက်သလားမသိလို့ပါတဲ့အဲကျွန်တော်ဗီဒီယိုပိုင်းနေဟိုးကလေးကလာကြည့်တဲ့သူဆိုသိပါတယ်နော်ကျွန်တော်ဘလောက်ထိဖွဲ့စည်းဖို့အခြေခံဥပဒေကိုတေချာလေ့လာထားသလဲဆိုတာအခုကအာနာသိန်းတာမဟုတ်ပါဘူးအာနာထိန်းတာပါဖွဲ့စည်းဖို့အခြေခံဥပဒေမှာနော်အခန်း1နိုင်ငံတော်အခြေခံမူများဆိုတာ ရှိပါတယ်နော် အဲ့ဒါကိုသတိထားပါကျွန်တော်တို့ပုံမှန်40ကာကြီးခါခွေကားငယ်ကားငယ်အရကျွန်တော်တို့အာနာထိန်းထားခြင်းဖြစ်ပါတယ်40ကားငယ်ရအာနာထိန်းတယ်ဆိုလို့ရှိရင်ပြသွားပြီမူရအာဏာထိန်းတာမဟုတ်လို့ကျန်တဲ့ကိစ္စတွေနောက်ပိုင်းဖြစ်စဉ်တွေက တခြားသောပုံမှားတွေကအဓိကမကြတော့ဘူးပုံမှား40ကန်းငယ်ရာအာနာထိန်းထားခြင်းဖြစ်တယ်အာနာထိန်းထားတာမို့လို့ဖွဲ့စည်းပုံအခြေခံဥပဒေကမပြတ်ဘူးမပြတ်တဲ့ကြောင့်ဒီ2008ကရှိနေသေးတဲ့အတွက်ကြောင့်2008နဲ့အညီတက်မတော်ကဒီမိုကရေစီလမ်းကြောင်းတိုင်းပဲသွားရတယ်စေအုပ်ချုပ်ရေးကြီးညာခွင့်မရှိဘူးဟုတ်ပြီလားအဲ့ဒါမသိချင်ဒီတက်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ နေတိုင်းလာနာတော့ရှေ့မှာကျွန်တော်ပြောထားတဲ့ဗီဒီယိုပိုင်းတွေအများကြီးရှိတယ်အဲ့ဒါတွေ live ဝင်လေးလာဟုတ်ပြီလား political general knowledge ဆိုတဲ့သင်တန်း